တတိစိတ်တရားထိုင်ခြင်းအဲ့အတွက်ကိုအချိန်ပေးခြင်းတာပြီးတော့အဲ့အဲ့ဒီငင်းချမ်းမှုကသဘောကျညာပေါ့နော် အချိန်ပို့တော့အမဖရားတရားပို့လို့ဖြစ်တာပို့လို့ဖြစ်ရင်လည်းအဖရားတရားကိုဆွဲလန်းစီတာဆွဲလန်းမလို့စိတ်ချမ်းသာတယ်တလမှာဆိုလည်းငင်း၁၀ရက်လောက်ကို ပေးဖြစ်တယ်တစ်ရက်ဆို၄နိုင်ကြတယ်ဒီစိတ်တာဒီစိတ်ပေါ့နော်ဟုတ်တယ်နောက်ဆုံးစိတ်တာနောက်ဆုံးနောက်လေးတော့အချိန်ကြာအပင်အပင်900ကျော်သွားပြီ ရန်ကုန်မှာဆိုရှိတဲ့မြို့နယ်တိုင်းလိုက်ဆိုင်လိုက်ဆိုင်တယ်။ကြီးမြင့်နိုင်ဆိုကြီးမြင့်နိုင်မှာရှိတဲ့အပင်ဆဲပင်လိုက်ဆိုင်တယ်။ရှာပြတော့ဥမာလမ်းမတော်ဆိုလမ်းမတော်မှာရှိအပင်နေအများကြီးလိုက်ဆိုင်တယ်။အဲဥမာဥမာရွှေတောင်ကြားထဲမှာရွှေတောင်ကြားထဲအပင်နေကုန်လိုက်ဆိုင်တယ်။နေရောက်ပြီဆိုလည်းပကံဆိုလည်းပကံမန်းလေးဆိုလည်းမန်းလေးတောင်ကြီးဆိုလည်းတောင်ကြီးအဲ့လိုလိုက်ဆိုင်တယ်။ဘန်ကောက်ဆိုလည်းဘန်ကောက်မှာရှိတဲ့ညောင်ပင်ကိုလိုက်ရှာလိုက်ရှာအညောင်ပင်ကိုပဲလိုက်ဆိုင်တယ်။ ချီကျူတာပေါ့ကျွန်တော်ကိုယ်တိုင်လည်းဘာသာရေးလုပ်နေတော့ဘာသာရေးလုပ်တဲ့လူအချင်းချင်းဆိုလို့ရှိရင်လေးလဲလေးစားတယ်ချီလဲချီကျူတယ်ညောင်ဆဲပင်လုံးကိုလိုက်ရှာတာသူမင်းသမီးတယောက်နေနဲ့ညောင်ပင်ညောင်ပင်ဆိုပြီးရှာတာလွယ်တာမှမဟုတ်တာနော်ဒါပေမဲ့ဂျိတ်ဆက်မိသွားအဲ့ညောင်ပင်ကြီးကွတ်မြင်လာဟိုအိုးရဲ့နေလည်းလမ်းမြင်လာလောက်ကြည့်လိုက်အဲ့ညောင်ပင်မှန်းသိတယ်တိရတယ်လော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 ပေါ့အိုးကိုပြအဲ့ညောင်ပင်ကညီမတစိတ်တာအသက်ကြီးလာတော့စိတ်ချမ်းသာတဲ့နေဟာစိတ်ချမ်းသာတော့တည်ငြိမ်တဲ့ဟာလေးပေါ့နော်ဟိုအဓိကဘာဖြစ်လို့လဲမသိဘူး သတိစိတ်တရားထိုင်ခြင်းအဲ့အတွက်ကိုအချိန်ပေးခြင်းတာပြီးတော့အဲ့အဲ့ဒီငင်းချမ်းမှုကသဘောကျညာပေါ့နော် အချိန်ပိုတော့အမဖရားတရားပို့လို့ဖြစ်တာပို့လို့ဖြစ်ရင်အဖရားတရားကိုဆွဲလန်းစီတာဆွဲလန်းမလို့စိတ်ချမ်းသာတယ်။အော်နောက်နောက်ပိုင်းကျရင်ကိုကိုမှပါသွားမှာဖရားတရားပဲပါသွားစရာရှိရဲဆိုတော့အဲ့ဒါပဲဟောဖရားတရားကိုပို့လို့ဖြစ်တာပေါ့။တစ်လမှာဆိုလည်းငယ်၁၀ရက်လောက်ကိုပေးဖြစ်တယ်။တစ်ရက်ဆို၄နိုင်ကြတယ်ဒီစိတ်တာဒီစိတ်ပေါ့နော်ဟုတ် နောက်ဆက်စိတ်တော့အပင်အပင်900ကျော်သားပြီအပင်900ကျော်သားပြီအဲနိုင်ငံကအပင်900ကျော်တော့အာရှိတဲ့အာမရန်ကုန်မှာဆိုရှိတဲ့မြို့နယ်တိုင်းလိုက်စိတ်လိုက်စိတ်တယ်ကြီးမြင့်နိုင်ဆိုကြီးမြင့်နိုင်မှာရှိတဲ့အပင်ဆယ်ပင်လိုက်စိတ်တယ်ရှာပြီးတော့ဥမာလမ်းမတော်ဆိုလမ်းမတော်မှာရှိအပင်နေအများကြီးလိုက်စိတ်တယ်အဲဥမာဥမာရွှေတောင်ကြားထဲမှာရွှေတောင်ကြားထဲအပင်နေကုန်လိုက်စိတ်တယ် နေရောက်ပြီဆိုလဲပကံဆိုလဲပကံမန်လေးဆိုလဲမန်လေးတောင်ကြီးဆိုလဲတောင်ကြီးအဲ့လိုလိုက်စိတ်တာဘန်ကောက်ဆိုလဲဘန်ကောက်မှာရှင်းညောင်းပင်လိုက်ရှာလိုက်ရှာအညောင်းပင်ကိုပဲလိုက်စိတ်တာအဲ့လိုအဲ့လိုပေါ့နော်အဲ့လိုစိုက်တာစိုက်တာပေါ့နော်အဲ့လိုလေးစိတ်ဟိုအဆောက်အရှောက်လဲကောင်းတာပေါ့အဲ့လိုပေါ့နော်ဒီနာနဲ့ပူချီလာရယ်နော်ဒါတိုင်းလုပ်တဲ့လူဟုတ်တယ်ဟုတ်တယ်ဟုတ်လားကြည်လာလားမနှုတ်လာအောင်လား ချီကျူးတာပေါ့ကျွန်တော်ကိုယ်တိုင်လည်းဘာသာရေးလုပ်နေတော့ဘာသာရေးလုပ်တဲ့လူအချင်းချင်းဆိုလို့ရှိရင်လေးလေးလေးစားတယ်ချီလည်းချီကျူးတယ်ဘာဖြစ်ဆိုဒီဘက်ကမှာကဘာသားမလားဆိုလို့ရှိရင်နှက်ခါမငင်းတဲ့လူတွေပဲဖျားသားမလားဆိုရင်မအားသေးဘူးပါများတယ်ပေါ့နော်အခုနန်းကင်လိုမျိုးသူပြောတဲ့ဒါတတင်းထဲမှာလည်းပါမှာပဲလေတွေးသမျှညောင်ပင်နေတိုင်းမှာလိုက်ပြီးသူကပတိစိတ်တယ်အမျှဝေတယ်ကုသိုလ်လုပ်တယ်ဆိုတော့ကဒါတော်ယုံတန်ယုံတရားတရားနဲ့မရဘူး ရောင်ပင်တပင်တွင်းဖို့တောင်မှတွေးနေလို့ကဒါအိုက်ရဖျောက်ကတော့ချင်မှာကတော့နေမယ်အဲ့တော့ तू ကညောင်ဆဲပင်မှာဒီကမာယုံမျိုးနေမှာဆိုလဲကမာယုံမျိုးနေရာရှိရညောင်ဆဲပင်လုံးကိုလိုက်ရှာတာသူမင်းသမီးတယောက်နေနဲ့ညောင်ပင်ညောင်ပင်ဆိုပြီးရှာတာလွယ်တာမှမဟုတ်တာเนาะဒါပေမဲ့ဂျိတ်ဆက်မိတော့အဲ့ညောင်ပင်ကိုကမြင်လာဟိုအိုးရဲ့နေလည်းလမ်းမြင်လာလောက်ကြည့်လိုက်အဲ့ညောင်ပင်မှန်းသိတယ်တိရတယ်လော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 ပြောအိုးကိုပြအဲ့ညောင်ပင်ကညီမသစိတ်တာ ဲ့လိုလိုလေးကြာလာတော့ဓာတ်တွေကရလာတော့မသိဘူးဗောနော်ကွန်နက်ရှင်ရှိလာတော့မသိဘူးဗောဆိုညီမကတက်တကားဆရာတော့မစိတ်မစိတ်ခင်တော့တစ်ခေါက်ပဲပူပြီးဒီနောက်ပိုင်းအပင်900ပြည့်ခဲ့တဲ့အခုဒီနေ့ဒီချိန်ကြီးမပူရသေးဘူးဗောနော်ဒါပေမဲ့အဲ့ဒါကိုလည်းဟိုဆရာတော်နဲ့ဗောနော်အာရေးစပါတဲ့ချိန်ကျတော့ဖူးဖို့တော့ရှိရဲ့အဲ့အတွက်ကိုလည်းအတွေ့အကြုံတွေနေနေဆရာတော်နဲ့ပေါ့ညကြည့်ကြည့်မယ်ဘလို့ဘလို့ရိစိတ်ရလဲပေါ့တချို့လူဆိုကံနေတစ်စိတ်တာရှိရဲ့ရေကံနေစိတ်တာရှိရဲ့အဲပြီးတော့ အရွှေရွှေငါရွှေသစိတ်သာရှင်မဟုတ်နန်းကြီးကသာညောင်စေပဲမြန်မာပြည်တပြည်လုံးပြီးကြရဲ့ဟိုဘန်ကောက်အထိအဲ့လိုသွားစေတာအဲ့လိုဘာလို့တော်တော်နဲ့နေချင်တယ်တော်တော်နဲ့နဲ့နဲ့တော်တော်နဲ့အဲ့လို900အဲ့ဆိုအပင်တပင်သွားတိုင်းနန်းခင်စရာဆိုပြီးတော့အဲ့အပင်မာလေးစားလေးကက်ကက်ခရအောင်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုတခါလေးဆိုရင်ရက်ွက်တစ်ခုချင်းစီမှာမတွေ့ဘူးလုံးဝမတွေ့နိုင်တဲ့ညောင်ပင်တော့တွေ့ရအုပ်စလိုက်အုပ်စလိုက်တွေ့ရတွေ့ပြီဆိုလေအပင်အကြီးကြီးပဲတွေ့ရ ုံမဲ့အကြီးတွေပဲတွေ့တာအဲ့လိုပေါ့နော်အပင်တိတိလေးလက်မို့အကြီးတွေပဲတွေ့တာအဲ့လိုကိုကဒီတိုင်းပဲကြည့်နေဘေးကနေလက်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 ကြည့်လိုက်ညောင်းမယ်မယ်အဲ့လိုအဲ့လိုဒီနေ့မနေ့ဆိုရင်လေနိုင်ငံရေးဟိုမှာကံတော်ကြီးထဲမှာအပင်နဲ့လမ်းလျှောက်တဲ့ချိန်မှာလက်လက်လက်ကြည့်လိုက်တဲ့ချိန်မှာအညောင်းပင်ဖြစ်နေဩငါဒီမှာလာဆိတ်ရအောင်ပါပါလားအဲ့လိုမျိုးလေးပေါ့နော်ညောင်းတဲ့သမီးပေါ့ညောင်းအဲ့လိုလေးပေါ့နော်ကိုကြီးကိုရဲ့ဟွာယုံကြည်ရာယုံကြည်ပေါ့အเจ้าပေါ့နော်တချို့လူတွေကတော့ပြောမှာပေါ့ဟိုမကောင်းပြောတဲ့သူလည်းရှိမယ်ကောင်းတာပြောတဲ့သူလည်းရှိကိုယုံကြည်ရာ ယုံကြည်ရပဲကွာကိုကိုရာဆိုတော့ဒီဟုတ်အဓိကတော့အဓိကတော့ဟိုဘယ်ပဲကောင်းမှုကုသိုလ်လုပ်တာပဲဟုတ်စိတ်နေစိတ်ထားကတော့ပိုတော့အေဂျင့်လာတယ်ဘာမှရှင်ပြိုင်မှုလည်းမရှိဘာမှလည်းမဖြစ်ချင်ဘာမှလည်းမလုပ်ချင်အေးစစ်စစ်ပဲဘာအရင်တော့ဆိုရင်ကတော့ဟာဒါလုပ်ရမယ်ဒါလုပ်ရမယ်ဘာလုပ်ရမယ်တရားလို့ဆိုကွာမလုပ်ရလည်းဘာမှဖြစ်မရရလည်းဘာမှဖြစ်မခေါ်လည်းဘာမှဖြစ်အဲ့လိုအဲ့လိုအဲ့လိုဖြစ်တာ interview ဖြစ်ရလည်းဘာမှဖြစ်လာလာစင်းဖြစ်အဲ့လို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 ဖြစ်ကုန်တာပေါ့နော်အဲ့လိုအသက်ကြီးလာရတယ်ပါတာပေါ့ဟုတ်တခါစိတ် လေးနိုင်လေးနိုင်တရက်ဆို၄နိုင်ပြန်နေတစ်ပတ်ကုန်အခုလိုမျိုးပူပင်းနဲ့ຢာကြီးဆိုပိုတော်ဆိုတဲ့ခါလေးမိုးရပြီဆိုမိုးမိုးရေထဲမှာစိတ်ရတာမပြီးမချင်းကိုစိတ်ရတယ်ဒါပေမဲ့နိုင်ငံအလုပ်တစ်ခုလုပ်ပြီဆိုဇွဲအရန်ရှိတယ်အခုလောက်တော့မယ်ဆိုစောင်းချတေးချလောက်တော့ပေါ့နော်ဘယ်တော့တော့ကစားခဲ့တာလဲကြာတနစ်ကျော်ပြီပေါ့ပင်900ကျော်ပြီဆိုတော့လေဟုတ်တနစ်ကျော်ပြီဆိုတော့တလားဆို10ပင်ပေါ့အတရက်မှာဆို10ပင်အဲ့ဆိုအဲ9ရက်ဆိုရင်အပင်80ဖြစ်နေပြီပေါ့အဲ့လိုလေဒီတစ်ခါဆရာတော့ပူပြီးလေးရစိတ် မဟုတ်အဲ့အတိတ်ကြောက်ကတငယ်ချင်းနဲ့ငားတယ်ပါနောက်ဆက်ဝင်နေတယ်တဲ့အာဒီပါလောက်ဝင်ပါလားဆိုဝင်ရင်းနဲ့အဲ့နဲ့ तू ကခုချိန်နေအပြင်30ပဲပြီးသေးကိုက900ကျော်သွားတယ်အဲ့လိုအဲ့လိုအဲ့လိုလေး နန်းခင်ကဘာသာရေးကိုအရန်လုပ်တဲ့အတွက်လည်းအရန်ချီးကျူးသလိုနောက်ထပ်ချီးကျူးတာတစ်ခုကအမေကိုအရန်ချစ်တဲ့သမီးဖြစ်တာကိုချီးကျူးတယ်။ဘာဖြစ်လို့ဆိုတော့အာသူကလည်းအငယ်ဆုံးသမီးကျွန်တော်လည်းအငယ်ဆုံးသားကျွန်တော်လည်းလို့ပဲကို့မိဘကိုကိုကဒါလှုပ်ကျွေးနေရသူနန်းခင်ကလည်းအငယ်ဆုံးသမီးမှာမှသူ့မိဘကိုသူလှုပ်ကျွေးနေတဲ့ပုံမှာအရန်လည်းလေးစားတယ်။နောက်ပြီးတော့သူ့မမေဆိုလို့ရှိရင်နေမကောင်းတော့လေနေ့တိုင်းသူ့ခင်ဗျာအမေရဲ့ဒါဝတ္တရားတွေကိုတချို့ဆိုရင်ဒါမင်းသမီးဟိတ်မအားဘူးဆိုပြီးတော့လေဟိုဂယုမဆိုင်ပဲပြစ်ထားတဲ့လူတွေထဲမှာနန်းခင် င်မပါဘူးမနာတိုင်းသူ့ကိုမြင်လိုက်လို့ရှိရင်သူ့မေကိုသူကပန်းညာလိုက်ပို့ပေးတာဟုတ်တယ်နည်းနည်း6နိုင်ခွဲ9နိုင်အန်ဒီကလမ်းကောင်းကောင်းရှောက်နေအောင်မဟုတ်ဝီချဲနဲ့အဲ့ဝီချဲနဲ့အတက်အစင်းလောက်ရတာမျိုးတွေပြီးတော့ဟိုအောက်ဆီဂျင်လည်းပေးနေရတဲ့အနေအထားမှာဒါတန်ရက်တာကိစ္စမဟုတ်ဘူးပေါ့နော်ကိုယ်စနေနဲ့ချီနေပြီเนาะအဲ့ဒါကိုမငီးမညူပြုစုလှုပ်ကျွေးနေတဲ့သမီးလေးမျိုးပို့ပြီးတော့ချီလက်ချီကျူတယ်တကယ်လည်းလေးစားရတယ်ပေါ့เนาะဘာဖြစ်လို့ဆိုတော့ဒီလိုမျိုးပြုစုပေးနိုင်မှုဆိုတာလူတိုင်းမဖြစ်နိုင်ဘူး ဲ့တော့မင်းသမီးတွေထဲမှာပြုစုပေးနိုင်နေတယ်ဖြစ်တယ်။မအားတဲ့အမှုပညာလုပ်တွေရောဘာသာရေးလုပ်တွေရောရှိနေတာတောင်မှအမေရဲ့စမ်းမရေးကိုဒီနေ့ဆိုလည်းကျွန်တော်ရှူတင်ရှိတယ်သူကပြောတယ်မနေ့ဖက်မှာအမေကိုဘန်းညာလိုက်ပို့ရမယ်အမေကလေကောင်းလေတန်းရှူဖို့လိုတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါပြီးအကိုရေလာမယ်နော်ဆိုကတိတည်တယ် ချိန်တိုင်းအချိန်ကိုရအောင်မိအောင်လာတယ်အဲ့လိုမျိုးပေါ့နော်နန်းကြီးစရာဆိုတာလွယ်လွယ်နဲ့ဖြစ်လာတာမဟုတ်ဘူးဆိုတာပရိသတ်ကြီးကိုပြောပြတာပါသူဒီလိုစ조사ပေးဆမ်းမှုတွေကြောင့်ဒီလိုတနည်းအားပရိသတ်တွေရင်ထဲမှာအများအားရှိပြီးတော့အားပေးနေတဲ့ဒါအမှုပညာရှင်တွေဖြစ်ပါတယ်လို့ကျေးဇူးတင်ပါတယ်